မြစည်းမပြည်သက်များအလုံးမင်းမင်္ဂလာပါစက်တင်ဘာလ29ရက်ည9:00နာရီမြစည်းမ prime time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရယ်ကျွန်တော်ဆိုင်းခမ်းပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒမော်ဆူနဲ့ဖရူဆူမှာစစ်ကောင်စီတပ်အင်အားအများပြားနဲ့ထိုးစစ်ဆင်နေတဲ့သတင်းပသိမ်မုံရွာလမ်းမကြီးပေါ်မှာပြစ်ခတ်မှုဖြစ်ပွားပြီးကားမိရှို့ခံရတဲ့သတင်းပခုတ်ကူကအညာမြေတပ်ပေါင်းစုစခန်းခွဲပါရာမော်တာနဲ့ဘုံကျဲခံရပြီးရဲဘော်၃ဦးသေဆုံးတဲ့သတင်း အန်ယူဂျီကတာဝန်ရပ်ဆိုင်းလိုက်တဲ့ကလေးခရိုင်ရဲမှုပြန်လည်ဖြည့်ရှင်းစာတင်တဲ့အကြောင်းနဲ့ဗိုလ်ကျမခန့်ရန်မြောက်ကိုရီးယားကိုတရုတ်လှုံ့ဆော်တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရည်ကြီးသတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒမွန်ဆိုနဲ့ဖရူဆိုမှာစစ်ကောင်စီတပ်ကအင်အားသုံးထိုးစစ်ဆင်နေတဲ့တဲ့တွင်နဲ့စားလျောင်းပါ ကင်နီပြည်နယ်ဒမော်ဆိုနဲ့ဖရူဆိုမြို့နယ်မှာစစ်ကောင်စီတပ်ကအင်အားတထောင်ခန့်နဲ့ထိုးစစ်ဆင်နေတယ်လို့ကင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူကလူမှုနယ်ဥတည်င်ဌာနကိုပြောထားပါဗျ။ပြီးခဲ့တဲ့ဩဂတ်စ်လကစပြီးဒမော်ဆိုမြို့နယ်တွင်ခြေကုပ်ယူခဲ့ပြီးတဲ့နောက်ဖရူဆိုမြို့အခြေစိုက်စစ်တပ်စခန်းတွေအထိစစ်ကောင်စီတပ်ကစစ်ကြောင်းဖြန့်တာတွေနဲ့ရိတ်ခါရင်နန်းတွေပေးပို့နေတာဖြစ်ပါတယ်။ ဒမော်ဆိုကနေဖရူဆိုအထိအင်အားတထောင်လောက်ရှိတယ်လို့စစ်ကောင်စီထိုးစစ်နယ်ပတ်သက်ပြီး KNDF တာဝန်ရှိသူကပြောပါတယ်။ KNDF ပြည်နယ်တွင်လက်ရှိစစ်ရေးအခြေအနေအရဒမော်ဆိုမြို့နယ်ဒေါငန်ခါကြီးရွာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ KNDF ကအတည်ပြုပါတယ်။ဒါပြင်စစ်ကောင်စီတပ်တိုးဝင်လာတဲ့ဒမော်ဆို ဖလူဆိုဘောလခဲလမ်းမကြီးတလျှောက်တိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ထိုးစစ်ဆင်နေတဲ့ဒေါငန်ခါရွာနဲ့အနီးကျေးရွာတွေမှာလေကြောင်းတိုက်ခိုက်တာဒရုန်းနဲ့တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေတယ်လို့သိရပါတယ်တမောဆိုဖရူဆိုမြို့နယ်ကစစ်ကြောင်းနဲ့စစ်ကောင်စီတပ်ရင်းနှန်းတွေဟာဖရူဆိုအခြေဆိုင်အမှတ်၁၄တန်းမြင့်၁၄ကျင်းရေးကြောင်းကို ရောက်ရှိနေပြီးအဲဒီကတဆင့်ဘောလခဲမြို့နယ်ကိုဥတီစစ်ကြောင်းထိုးဖို့ပြင်နေတာပါ လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းထိုးရနေရာတွေနဲ့နှိစက်တဲ့ကြေးရွာတွေကပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့တော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာဖို့ KNDF ကတိုက်တွန်းထားပါတယ်။အလားတူမိုးပြဲနဲ့ဖဲခုံမြို့နယ်တွေမှာလည်းစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားနေပြီးမိုးပြဲမြို့အနီးကပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာနဲ့ဖဲခုံမြို့နယ်တောင်စာလုံးကြေးရွာဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ ကင်းနီပြည်နယ်မဲဆဲဖားဆောင်တဲ့ရှားတော်မြို့နယ်တွေကလွဲလို့ကြံမြို့နယ်တွေမှာရွေးကောက်ပွဲပြုလုပ်မယ်လို့စစ်ကောင်စီကကြေညာထားတာပါဒါပေမဲ့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျင်းပကွင့်ပေးမှာမဟုတ်ဘူးလို့ကင်းနီပြည်အင်အားစုတွေကတုံ့ပြန်ထားကြပါတယ်ခင်ဗျာ မကွေးတိုင်းဘက်ကသတင်းတပုံနဲ့ဆက်ရအောင်ပါ မကွေးတိုင်းမင်းတို့မြို့နယ်ပသိမ်မုံရွာလမ်းမကြီးပေါ်မှာစက်တင်ဘာလ28ရက်နေ့ည7:00နာရီခန့်ကစစ်ကော်မရှင်အဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်စီကားတစ်စီးနဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေအကြားပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ်ဖွဲ့ USPAC ကတရားဝါတယ်။ မင်းတို့မျိုးဘက်ကနေကြောက်တိုင်စစ်ကော်မရှင်တပ်စခန်းကိုဥတီမောင်းနှင်လာတဲ့အင်စီကားတစ်စီးကိုတော်လိုင်းတပ်ဖွဲ့တွေကလုံယုံရေးအတွက်ဆစ်ဆေးဖို့ရပ်တန့်ခိုင်းပေမဲ့ကားပေါ်ကနေပစ်ခတ်မှုစတင်ခဲ့ရမှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်ပစ်ခတ်မှုအတွင်းကားပေါ်လိုက်ပါလာတဲ့စစ်ကော်မရှင်အဖွဲ့ဝင်၃ဦးစလုံးတရားရရှိခဲ့ပြီးကားကိုစွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ် တော်လိန်တပ်ဖွဲ့တွေကကားပေါ်ကပစ္စည်းတွေကိုစစ်ဆေးသိမ်းစီရမှာ9.56မမကြီးစံ139တောင်း40မမဘုံဒီ9လုံးလက်ထိတ်တစုံစစ်သုံးပစ္စည်းတစုံအသုံးဆောင်ပစ္စည်းတွေနဲ့ငွေကြီးအနည်းငယ်ကိုသိမ်းစီရမိခဲ့ကြပါတယ်။အဲဒီနောက်ကားကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ USB တပ်ဖွဲ့ကမျက်စိမှောက်ကိုတီးပြထားပါတယ်။ ပသိမ်မုံရွာလမ်းပိုင်းကိုည6နာရီအလွန်အသုံးမပြုဖို့ဒေသခံတွေနဲ့ခီးသွွားပြည်သူတွေကိုကြိုတင်တတိပေးထားပေမဲ့လိုက်နာမှုအားနည်းနေတယ်လို့ USB ကထုတ်ပြန်ကြမှာဖော်ပြပါဗယ်။တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာအနီးဝန်းကျင်မှာစစ်ကြောင်းထိုးနိုင်တဲ့အလားအလာရှိတာကြောင့်အနီးနာကျေးရွာတွေကပြည်သူတွေအနေနဲ့လုံခြုံရေးကြိုတင်ပြင်ဆင်ထားကြဖို့ USB ကပြောထားပါဗျာ။ ပခုတ်ကူမှာအညာမြေတပ်ပေါင်းစုစခန်းခွဲပါရာမော်တာနဲ့ပုံကျဲခံရပြီးရဲဘော်၃ဦးတေဆုံးတဲ့တရင်ကိုဆက်ကြည့်အောင်ပါပခုတ်ကူခရိုင်တွင်အခြေစိုက်ထားတဲ့အညာမြေတပ်ပေါင်းစု MUGDF ရဲ့စခန်းခွဲတစ်ခုကိုစက်တင်ဘာလ28ရက်နေ့ညခေါ်နိုင်ကန်ကစက်တက်လေးတီပါရာမော်တာနဲ့ဘုံကျဲချတိုက်ခိုက်ခံရမှုကြောင့်ရဲဘော်3ဦးသေဆုံးခဲ့တယ်လို့ MUGPDF ကဒီကနေ့မှသတင်းထုတ်ပြန်လာပါတယ်။ ပခုတ်ကူမျိုးအခြေဆိုင်အမှတ်101ချင်းမြန်တပ်မဌာနချုပ်တမခ101ကတက်လာတဲ့ပါရာမော်တာပေါ်ကနေဘုံဒီနှလုံးကျဲချတိုက်ခိုက်ရမှာစခန်းကွဲပေါ်ကိုတက်တဲ့ပြုတ်ကျပောက်ကွဲခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်ခံရမှုကြောင့်အညာမြေတပ်ပေါင်းစုကစခန်းမူတက်စိတ်မူဖြစ်တာဝန်ယူထားတဲ့အသက်20ရွယ်ရဲဘော်တေမင်ကော့ရော့ဖ်မြိုင်ကအသက်18နှစ်အရွယ်ရဲဘော်ဗလာ PIPDF ကအသက်34နှစ်အရွယ်ရဲဘော်နိုင်ကြီးတို့ကြာဆုံးခဲ့ရပြီးကြံ့ရဲဘော်တွေကတော့ဘေးကင်းခဲ့တယ်လို့သိရပါတယ်။ကြာဆုံးရဲဘော်တွေရဲ့နိုင်စာပနာအခမ်းအနားကိုဒီကနေ့မနက်၈နာရီခွဲမှာပြုလုပ်ခဲ့ကြပါတယ်။ကြဆုံးခဲ့ကြတဲ့ရဲဘော်တွေရဲ့မျက်နှာကိုထောက်ရှုတဲ့အနေနဲ့တော်လိုင်းမှာ ရိုးသားစွာယုံကြည်စွာခိုင်မာစွာလမ်းစဉ်မှန်စွာ ပါဝင် ပေးကြဖို့ရဲဘော်တွေနဲ့ပြည်သူတွေကို လေးစားစွာထက်လောင်းတောင်းဆိုကြောင်း MUGDF ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အန်ယူဂျီတာဝန်ရဲ့ဆိုင်းလိုက်တဲ့ကလေးခရိုင်ရဲမှူးပြန်လည်ဖြည့်ရှင်းစာတင်တဲ့အကြောင်းကိုဆက်ပြောပြပေးပါမယ်။လုတ်ပိုင်ခွင့်ကြော်လွန်လှုပ်ဆောင်တယ်လို့ဆိုတဲ့အချက်နဲ့စကိုင်းတိုင်းကလေးမြို့နယ်အတွင်းအမျိုးသားညွတ်ရေးအစိုးရအန်ယူဂျီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ကလေးခရိုင်ရဲမှူးကို အန်ယူဂျီကတာဝန်ကနေရပ်ဆိုင်းလိုက်တဲ့အတွက်ပြန်လည်ဖြည့်ရှင်းစာတင်ထားတယ်လို့သိရရှိပါတယ်။ခရိုင်ရဲမှူးအောင်ကြီးကို အန်ယူဂျီဝန်ကြီးချုပ်ဦးဆောင်တဲ့ ဂျားကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုကော်ပိုရိတ်ကစက်တင်ဘာလ10ရက်နေ့မှာတာဝန်ကနေရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့အကျင့်စာရိတ်တာပိုင်းဖောက်လွဲဖောက်ပြန်ဖြစ်လို့ရှိရင်ဘာမှမရှင်းစရာမရှိပါဘူး။အခုကဘူဝါဒပိုင်းဆိုင်ရာကောလဲမှုကြောင့်ပြောရခြင်းမှာမြေပြင်အခက်ခဲနဲ့ဘိုးဆုံးဖြတ်ချက်လွဲမှနေတဲ့ဆိုပြီးစာပြန်တင်ထားတယ်လို့ခရိုင်ရဲမှုအောင်ကြီးကမျိုးစီမာကိုပြောပါရတယ်။ ဖြစ်ရှင်းစွာတင်ပြခဲ့တဲ့ရည်စွဲနဲ့ဖြစ်ပွားခဲ့တဲ့အသေးစိတ်အခြေအနေကိုတော့ထုတ်ဖော်ပြောဆိုလိုခြင်းမရှိဘူးလို့သူကဆိုပါတယ်။အခုလိုတာဝန်ကနေရက်ဆိုင်ခံရပေမဲ့တဦးတစ်ဖွဲ့အတွက်မဟုတ်ဘဲစနစ်ပြောင်းတော်လှန်ရေးဖြစ်တာကြောင့်ပြည်သူအများစုလိုလားတောင်းတတဲ့ Federal Democracy မရမချင်းဆက်အာဏာရှင်ကိုဆက်လက်တော်လှန်သွားမယ်လို့ခရိုင်ရဲမှုအောင်ကြီးကပြောဆိုထားပါတယ်။ အဲ့လိုခရံရဲမှုတာဝန်ကနေရက်ဆိုင်ခံရတာနဲ့ပတ်သက်လို့ CDM ပြုတ်လုထားတဲ့ရဲတပ်ဖွဲ့ဝင်၁၀ဦးလည်းနှုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ကလေးမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံဦးလူလေးကိုလည်း NUG ကတာဝန်ကနေရက်ဆိုင်လိုက်တယ်လို့အုပ်ချုပ်ရေးအဖွဲ့နဲ့နေဆက်တူသူကမျက်စိမှောက်ပြောထားပါတယ်။ကလေးမျိုးနယ်မှာစစ်ကော်မရှင်တပ်နဲ့တော်လိုင်းတပ်တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရေးတင်းမာနေချိန်မှာမြို့နယ်အုပ်ချုပ်ရေးတာဝန်ခံလက်လက်နေတာကြောင့် ဒေတာအတွက်ဆိုးကျိုးများစွာဖြစ်ပေါ်လာနိုင်ကြောင်းဝေဖန်မှုတွေလည်းရှိနေပါတယ်။မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံကိုအ мян ဆုံးခန့်အပ်ပြီးရက်ကြီးတွေစူးစီးလို့စစ်ရေးနဲ့လူမှုဝန်ဆောင်မှုတွေအကောင့်ထဲပေါ်ဖို့လိုအပ်နေတဲ့အတွက်ဘ ਹੁ ကိုတင်ပြထားပေမဲ့လည်းခန့်အပ်ဖို့နှောင့်နှေးကြံကြာနေတယ်လို့သိရှိရပါတယ်။အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ NUG ကိုဆက်သွယ်ထားပေမဲ့ပြန်လည်အကြောင်းပြန်လာတာမရှိသေးပါဘူးခင်ဗျာ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားရမှာဖြစ်ပါတယ်။ဗိုလ်ချမခံရန်မြောက်ကိုရီးယားကိုတရုတ်လှုံ့ဆော်တဲ့သတင်းကိုအရင်ဆုံးကြည့်လိုက်ရအောင်ပါ။တရုတ်နိုင်ငံအနေနဲ့ဗိုလ်ချမှုကို စန့်ကျင်ရမှာမြောက်ကိုရီးယားနဲ့ခိုင်ခိုင်မာမာပူးပေါင်းဆောင်ရွက်သွားလို့ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကအမေရိကန်ကိုစောင်းမရိတ်ချီညွှန်ပြီးပြောဆိုပါတယ်။ နိုင်ငံပြန်လည်ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေးကိုဖော်ဆောင်တဲ့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ရဲ့ရှာရှာပပခီးစဉ်ပြီးတရင်ပတ်အတန်းကြာမှာတရင်ကွေနေကမြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးချိုဆွမ်းဟီနဲ့ဝန်ကြီးတို့ဘေကျင်းမှာတွေ့ဆုံခဲ့ပါတယ်တရုတ်မြောက်ကိုရီးယားဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းပြီးခိုင်မာစွာတိုးတက်ကောင်းမွန်ရေးကတရုတ်အစိုးရရဲ့မဲခွန်းထုတ်เสียရမရှိတဲ့မဟာဗျူဟာမူဝါဒပဲဖြစ်ပါတယ်လို့ဝန်ကြီးကချိုးဆွန်းယူကိုပြောပါတယ်။ နိုင်ငံတကာနဲ့ဒေသဆိုင်ရာရေးရာတွေမှာမြောက်ကိုရီးယားနဲ့ခိုင်မာစွာပူးပေါင်းဆောင်ရွက်ဖို့တရုတ်မှဆန္ဒရှိတယ်။ပို့ကြတဲ့ဝါဒအားလုံးကိုစန့်ကျင်သွားဖို့နှုတ်နှစ်ဖက်အကျိုးစီးပွားနဲ့နိုင်ငံတကာတရားမျှတမှုတွေကိုကာကွယ်ဖို့ပူးပေါင်းသွားလိုပါတယ်လို့ဝန်ကြီးကပြောကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ အဲ့ဒီမှတ်ချက်ပြုပြောဆိုချက်တွေဟာစီးပွားရေးကဆလို့ပထဝီနိုင်ငံရေးအထိကျယ်ပြန့်တဲ့နယ်ပယ်တွေမှာမကြသေးတဲ့နှစ်တွေအတွင်းတရုတ်အတွက်အဓိကပြိုင်ဘက်ဖြစ်လာတဲ့အမေရိကန်ကိုရည်ညွှန်းဆိုထားတာဖြစ်ပါတယ်မြောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းကြောင့်တရုတ်နယ်ခြားဆက်ဆံရေးတင်းမာတဲ့ကာလတွေရှိခဲ့ပေမဲ့လည်းအိန္ဒိချင်းနှစ်နိုင်ငံကရင်းနှီးတဲ့ဆက်ဆံရေးကိုတော့ဆက်လက်ထိန်းသိမ်းထားပါတယ် တရုတ်နိုင်ငံမှာကမ္ဘာအမြင့်ဆုံးတရားဖွင့်လှစ်တဲ့တရင်ကိုတော့မြစည်းမဝိုင်းတော်သားမောင်ခန့်တွေကဆက်လက်တင်ဆက်ပေးပါပါ။တရုတ်မှာကမ္ဘာအမြင့်ဆုံးတရားကိုတနင်္ဂနွေနေ့ကဖွင့်လှစ်လိုက်ပြီးဖြစ်တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါရယ်။အင်ဂျင်နီယာနေဘရဲ့အောင်မြင်မှုအဖြစ်၃နှစ်ကြာတည်ဆောက်ခဲ့တဲ့အဲ့ဒီတရားဟာတပြည်နယ်ထဲမှာရှိတဲ့ရခင်ကကမ္ဘာအမြင့်ဆုံးတရားကိုစံချိန်ချိုးလိုက်တာဖြစ်ပါရယ်။ နိုင်ငံရဲ့တောင်ပိုင်းပြည်နယ်ကွီကျိုရှိမြစ်တမြင့်နယ်ဂျိုင်ဝမ်းကြီးတစ်ခုကိုဆက်တွယ်တိဆောက်ထားတဲ့ဟွာဂျန်ဂရန်ကန်ယွန်တံတားဟာအမြင့်625မီတာရှိပါတယ်။တပီနယ်ရဲမှာရှိတဲ့ပေပန်းကျင်တံတားမှာအမြင့်965မီတာရှိတာကြောင့်ကမ္ဘာဒုတိယအမြင့်ဆုံးတံတားအဖြစ်ကိုရောက်ရှိသွားပါတယ်။အဲ့ဒီအရာမှတံတားကြီးပေါ်ကကားတွေဖြတ်တန်းသွားလာနေတာကိုနိုင်ငံပိုင်မီဒီယာတွေကတနင်္လာနေ့က drone တွေနဲ့ရိုက်ကူးပြီးတော့ရုပ်တံတွေထုတ်လင်းပြသခဲ့ပါတယ်။တရာကြီးရဲ့အပြာရောင်ထောက်တိုင်တွေကလည်းတိမ်တိုက်တဲ့ထိုးဝင်နေတာကို မြင်တွေ့ရပါတယ်။စီမံကိန်းအင်ဂျင်နီယာတွေနဲ့ဌာနေတာဝန်ရှိသူတွေပါပြိသက်လူအုပ်ကတရာဖွင့်ပွဲကြီးကိုလာရောက်ကြည့်ရှုပြီးတော့တချို့ကနိုင်ငံပိုင်မီဒီယာတွေမှာတိုက်ကြိုက်အင်တာဗျူးရမှာသူတို့ရဲ့ဂုဏ်ယူမှုနဲ့စိတ်လုံရှားမှုကိုထုတ်ဖော်ပြောဆိုကြပါတယ်။ ဟွာချန်းဂရန်ကန်ယွန်ဘရစ်တရားကိုဖွင့်လှစ်ပေးနိုင်တာဟာဂျိုင်ဟွမ်းကြီးရဲ့တပတ်ချက်စီကြားကခရီးသွားချိန်ကိုအချိန်နှစ်နာရီကနေ2မိနစ်စီလျှော့ချပေးရလို့ပြည်နယ်တည်ယူရေးဌာနအကြီးကဲကျန်ရင်းကဘူတဖူးနေကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ဒီလိုဖွင့်လှစ်နိုင်တာဟာ data တွင်တည်ယူပို့ဆောင်ရေးကိုအများကြီးတိုးတက်ကောင်းမွန်စေပါတယ်လို့သူက ဆိုပါတယ် စီဝါရေးလှင်မြန်စွာတိုးတက်ပြီးမြို့ပြဖွံ့ဖြိုးမှုကာလတွေဖြစ်တဲ့ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းတရုတ်နိုင်ငံဟာအ धिक အခြေခံအဆောက်အအုံစီမံကိန်းတွေထဲမှာကြီးကြီးမားမားရင်းနှီးမြှုပ်နှံလျက်ရှိပါရခင်ဗျာအခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတို့ကတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်ပြင်ပပေါက်စေ4140ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1623ဒသမ44ကျပ်ပြင်ပပေါက်စေ3228ကျပ်ယူရိုပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1450ဒသမ49ကျပ်ပြင်ပပေါက်စေ4900ကျပ် ဒိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်65တသမ14ကျပ်ပြင်ပပေါင်စဉ်129တသမ1ကျပ်မလေးရှားတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်469တသမ45ကျပ်ပြင်ပပေါင်စဉ်989ကျပ်ပေါင်စဉ်ရှိပါတယ်ဗောပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါအစိုးရပြည်တွင်းရွှေစင်းတုံးတွေကတော့ ခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ59သိန်း8000ကျပ်ပြင်ပပေါင်စေ80သိန်း8000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ56သိန်း6250ကျပ်ပြင်ပပေါင်စေ86သိန်းကျပ်ပေါင်စေရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ ီဇယ်1လီတာကို2580ကျပ်။ပရီမီယံဒီဇယ်1လီတာကို3185ကျပ်။အောက်တိတ်92 1လီတာကို2920ကျပ်။အောက်တိတ်95 1လီတာကို2980ကျပ်။ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရအစားအုံးစီဈေးနှုန်းတွေကတော့ ။စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6630ကျပ်။ပြင်ပပေါင်စီ1500ကျပ်။ပေါင်စီရှိပါတယ်။ပေါ်ပြပါစင်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒါမျိုးစီမပရိုင်တိုင်းမျိုးစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ